ရန်ကုန်တိုင်းဒေသကြီးအတွင်းပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေတူလောင်ထားတဲ့အမှုကတရလိုဖြစ်သူအမှတ်၁တက်မတော်စစ်ဘက်ရေးရလုံခြုံရေးအကူတက်ကဘူမှုကျော်စောအောင်ကိုဧပြီလ၁ရက်နေ့ကအရှေ့ပိုင်းခရင်တရားရုံးမှာစစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးရမှာအရှေ့ပိုင်းခရိုင်တရားရုံတွဲဘက်ခရိုင်တရားသူကြီး၃ကစစ်ဆေးခဲ့ပြီးပိုတက်ဆီယမ်နိုက်ထရိတ်အမှုန့်အိမ်တွေကိုတူလောင်ထားသူ၁၀ဦးနဲ့၅ဦးကို1908ခုနှစ်ပေါက်ကွဲစေတတ်သောဝိတ္ထုပစ္စည်းများအဥပဒေပုံမှန်၃နဲ့ရုံးထုတ်ခဲ့ပြီးတရက်လိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမှုမှာရန်ပြုတ်လို့ရမှာ၃နဲ့ပိုတက်ဆီယမ်နိုက်ထရိတ်အမှုန့်အိမ်ပေါင်း၁၈၀ကျော်ကိုတူလောင်သူ၁၀ဦးကိုအရေးပေါ်စီမံမှုအဥပဒေအပါအဝင်ပုံမှန်၅ခုနဲ့တရားစွဲထားတာဖြစ်ပါတယ်။ အဲ့ဒီအမှုကိုမတ်လ31ရက်နေ့ကတောင်ဝင်းမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။မတ်လ31ရက်နေ့ကရုံးထုတ်မှုမှာအခုလိုပုံမှန်၅ခုနဲ့တရားစွဲဆိုခံရတဲ့အမျိုးသား၁၀ဦးနဲ့မူရီပုံမှန်နဲ့တရားစွဲခံရတဲ့အမှုအတွက်တရားလိုကိုသာစစ်ဆေးခဲ့တာဖြစ်ပြီးကြံတဲ့အမှု၄မှုအတွက်ကိုတော့စစ်ဆေးမှုမရှိခဲ့ပဲဧပြီလ10ရက်နေ့ကိုရုံးချင်းပြန်လည်ခေါ်ယူခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတရားစွဲဆိုထားတဲ့ပုံမှန်၅ခုကတော့အရေးပေါ်စီမံမှုအပ်ဥပဒေပုံမှန်၅ညာ 1980ခုနှစ်မတရားအသိအဥပဒေပုံမှ၁၇မူရေးပုံမှ15မြင်းဆောင်16ကငယ်1948ခုနှစ်လူဝင်မှုကြီးကြပ်ရေးအဥပဒေပုံမှ3နှစ်မြင်းဆောင်73တဲပို့ကုံသွင်းကုံဥပဒေပုံမှ8တိုးဖြစ်ပါတယ်ဒါအပြင်တောင်ပိုင်းခရိုင်တရားရုံးမှာတော့မူရေးပုံမှ15မြင်းဆောင်16ကငယ်မြင်းဆောင်16ကကြီးနဲ့ပါဝင်သူတအူးကိုတရားစွဲဆိုထားသလိုကြောက်တရားမျိုးနဲ့အတွင်းမှာတော့ မာယာပ၄မြင်းဆောင်2014၊15မြင်းဆောင်16ကငယ်နဲ့တောင်ပိုင်းခရိုင်တရားရုံးမှာစွဲဆိုခံထားရသူကိုပဲထပ်မံအမှုဖွင့်ထားတယ်လို့သိရပါတယ်။အဲဒီဖြစ်စဉ်ဟာ2014ခုနှစ်အတွင်းကဖြစ်ပွားခဲ့တာ ဖြစ်ပြီးတာမွေမြို့နယ်မှာရှိတဲ့နေအိမ်တအိမ်ရဲ့အောက်မှာတူလောင်ထားတဲ့ရန်အသုံးပြုတဲ့ပိုတက်ဆီယမ်နိုက်ထရိတ်အိတ်ပေါင်း182အိတ်တွေ့ရှိခဲ့မှုဖြစ်ပါတယ်။အဲဒီအမှုနဲ့ဆက်ဆက်ပြီးဖမ်းဆီးစစ်ဆေးခဲ့ရာကအခုလိုဆယ်ဦးကိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဧပြီလ2ရက်နေ့မှာလဲတန်လင်းမြို့နယ်ရှိတောင်ပိုင်းခရိုင်တရားရုံးမှာမူရီပုံမှန်နဲ့တရားစွဲဆိုခံထားရသူတအူကိုစစ်ဆေးမှုပြုလုပ်မယ်လို့သိရပါဗျ။